ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောတွင်မှာနာမည်အောင်မြင်မှုတွေကို ဖန်တီးနိုင်တယ်လုံသမျထင်ရှားချော်ကြမယ်ရသမျငွေ ပြန်သုံးရတဲ့တဲ့စူဆောင်းထားတဲ့ငွေတွေသုံးဆွဲရတဲ့တဲ့အလုတ်တွေတိုးချဲ့အောင်မြင်မယ်ရှင်ပြန်မှုမှမြအောင်မြင်မယ်ဘဝတိုးတက်မယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနေရနေ့မှာအလုပ်ဘုကိစ္စဘူတွေကြုံမယ်ကိုကိစ္စသမက သူတစ်ပါးကိစ္စတွေကိုလှုပ်ရနေမယ် 23ရက်နေ့မှာပြဿနာဟောင်းနေပြန်လဲဖြေရှင်းရနေပဲအဲ့ဒီနေ့မှာမတော်တဆနဲ့ကြူဆက်ရမယ်အရှိတောင်ရကုတီသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွားလာနေထိုင်ကြူဆက်24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်လုပ်ငန်းစီတွေစတင်ရနေမယ်25ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကြော်လာနိုင်မယ်26ရက်နေ့မှာ ဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်28ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်28ရက်နေ့မှာသူတပားကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်29ရက်နေ့ကအရာရာအဆင်ပြေမယ်သို့တော့အရှိရကုန်တည်သွားစဉ်နဲ့ရှိတဲ့တမနဲ့ခွန်နိုင်ခွဲနဲ့ကိုယ်နိုင်တွင်ကိုသတိထားရမယ်30ရက်နေ့မှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့အဲ့ဒီဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံ နံပါတ်6ကနန်းနဲ့စုံးတဲ့ပိုက်ဆံတရက်ကိုလူနဲ့စောင်းထားပေးပါ31ရက်နေ့မှာ ထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးပြီးတော့မူလနေထားနေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကို ဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကြုံမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်၈၆၉ကနန်းနေ့ကျိုးပေးတယ် အနဲ့ရောင်အပြာရင့်ရောင်နဲ့ပြာရောင်တွေကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။အောက်တိုဘာ22 23 24 25 26ရက်နေ့တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းစည်းကောင်းစွာပြုပါဖုံးကန်ကျက်စီရေတိုးဝပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေ။ကောင်းခြင်းကံများရစေရစပယ်ပန်းဖျားတူပေးပါ။ကျေးဇူးတင်ပါတယ်။